ားလုံးပဲမင်္ဂလာပါရှင်။ဒေဇာကစ်ချင်ထဲမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့မြေပဲရီကိုပြုလုပ်ပုံလေးကိုပြသတော့မှာဖြစ်ပါတယ်ရှင်။ပထမအဦးဆုံးအနေနဲ့အိုးတလုံးလေးကိုတကြအားနှစ်ခွက်ထည့်ရမှာဖြစ်ပါတယ်။ပြီးရင်အိုက်ထည့်ကိုရေအားခွက်တစ်ဝက်ထည့်ရမှာဖြစ်ပါတယ်ရှင်။မီးပူခြင်းကတော့အလေအလက်ပဲထားရမှာဖြစ်ပါတယ်။အဲဒီထဲမှာတကြာရည်လေးကိုအရေပြောင်းသွားတဲ့အထိတဲပေးရမှာဖြစ်ပါတယ်။ ကြာရေးလေးအရေးပြောသွားပြီဆိုရင်တော့ဒီတဲ့ကိုပြားရေးခဲ့ရမှာဖြစ်ပါတယ်ရှင်ဒီနေရာမှာပြားရေးမသုံးခြင်း လို့ simple syrup သုံးကြရရင်တော့ဒီထွက်လာတဲ့ PC လေးရဲ့အယောင်လေးကဖြော့ဖြော့လေးရမှာဖြစ်ပါတယ်ဒါပေမဲ့ကလေးစားမှအဖြစ်တဲ့အတက်ကြောင့်မလို့ပြားရည်ကိုပဲအသုံးပြုထားပါတယ်ရှင်ပြားရည်ကခွက်တစ်ခွက်လိုအပ်မှာဖြစ်ပါတယ်အခုဆိုရင်၃ခုလုံးကိုဘီးပူချိန်လဲလဲမှာပဲအပူချိန်250 degree Fahrenheit ရောက်တဲ့အထိကိုတည့်ပေးရမှာဖြစ်ပါတယ်ရှင်ဒီမြေပဲရုပ်လုပ်တဲ့နေရာမှာအပူချိန်ကအရန်ရေးချီပါတယ်အဲအဲကြောင့်မလို့အပူချိန်အမှန်လေးကိုရမှသာမြေပဲရုပ်ကောင်းကောင်းလေးထွက်လာမှာဖြစ်ပါတယ်ရှင် အပူချိန်250ဒီဂရီဖာရင်ဟိုက်ရောက်ပြီဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့ညေပဲခွနခွက်လိုအပ်မှာဖြစ်ပါတယ်ဒီညေပဲခွနခွက်ကိုဒီထဲမှာထည့်ပြီးတော့အဆက်မပြတ်မှုပေးရမှာဖြစ်ပါတယ်ရှင်မမွေဝင်းရင်တော့ဒီအတူးသွားနိုင်ပါတယ်ဒီမှာတော့300ဒီဂရီဖာရင်ဟိုက်ရောက်တဲ့အထိကိုဒီအဆင့်မှာတည့်ပေးရမှာဖြစ်ပါတယ်ရှင်300ဒီဂရီဖာရင်ဟိုက်ရောက်ပြီဆိုရင်တော့မီးပူချိန်ကိုဒီမီးဖို့ပြီးပိတ်လိုက်မှာဖြစ်ပါတယ် ပြီးရင်တော့အဲ့ထဲကို vanilla လဖဲ့ဆုံးတစ်စုံထည့်ရမှာဖြစ်ပါတယ်ရှင် baking soda ကိုလည်းလဖဲ့ဆုံးတစ်စုံထည့်ပေးရမှာဖြစ်ပါတယ်စားပါတဲ့ထောပတ်ကတော့ဒီနေရာမှာထမင်းစားဆုံး၃စုံအသုံးပြုထားပါတယ်ရှင်အကုန်လုံးနှံ့ပြန့်အောင်ဝေပေးရမှာဖြစ်ပါတယ်ရှင် မွေပေးပြီးွားရေဆိုရင်တော့ဒီရုပ်စာကိုကိုထည့်ပြီးတော့အေးခံမဲ့ဘန်းထဲမှာလောင်းထည့်ပေးရမှာဖြစ်ပါတယ်အခုလောင်းထည့်ပေးဖို့အခါကျရင်ညင်မြန်ဆန်ဆန်လေးနဲ့ဒီယူဆက်ပြီးတော့လောင်းထည့်ပေးရမှာဖြစ်ပါတယ်အရင်မြန်လုံးအချင်းနဲ့လူအပူလောင်းနိုင်ပါတယ်ဟာကျွန်မတို့တတိထားပြီးတော့ဒီရာကိုလောင်းထည့်ပေးပါရှင့် ကိုကအရင်အေးရသွားဆောင်မယ်ဆိုတော့အကုန်လုံးကကိုထဲမှာပဲခဲဝါမှာဖြစ်ပါတယ်အဲ့တော့ဒီအခုကိုလိုချင်တဲ့ပုံစံလေးရအောင်လို့အခုဆိုရင်ဒီထဲမှာဘန်လေးထဲမှာပဲအကုန်လုံးကိုတပြေးညီတည်းဖြစ်အောင်လို့ဒီရောက်မှလေးနဲ့ပဲညှိလိုက်ပါတယ်ပြီးရင်တော့မိမိလိုချင်တဲ့ပုံစံလေးအတိုင်းညီညာညာလေးချိုးရတယ်ဖြစ်ဖြစ်မညီမညာလေးပဲချိုးရပဲဖြစ်ဖြစ်ချိုးလို့ရပါပြီရှင်အခုအကုန်လုံးကိုတခါတည်းစားလို့မကုန်ဘူးဆိုရင်တော့လုံနဲ့ခွက်လေးတစ်ခဲမှာထည့်ပြီးတော့တင်ထားပြီးတော့နောက်မှဖြည့်စစ်စစ်စားလို့ရပါ ါတယ်ရှင်အားလုံးပဲအခုပြုလုပ်ပြသွားတဲ့ဒီအမည်ပဲရောအလေတကူလုံးနီလေးကိုချန်နယ်တက်မဲ့လို့မျှော်လင့်ပါတယ် thank you for watching i'll see you next time